ဲ့တော့ဘိုးသေးသေးထန်ရွာလို့ရင်ဒါရပြူကြနိုင်တဲ့ခြေနေရာရှိနေတယ်အဲ့တော့တောင်ပြူချင်းဟာငလင်းနဲ့အများအတွေ့လीရှိတယ်ပေါ့နော်ငလင်းလှုပ်ပြီးရင်တောင်နေပြူရတဲ့သဘောရှိတော့လမ်းနေတရားတွေဒီတောင်ပြူရတဲ့နေရာတွေကိုသတိထားတဲ့နဲ့လားတူပြင်းသားမှာရှိတဲ့သူကြတော့ကမ်းပြူတော့ပေါ့နော် င်္ဂလာပါခင်ဗျာ PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေအခုတစ်ခေါက်မှာတော့အခုလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနမှာဝင်ကြီးအဖြစ်ဆောင်ရွက်နေပြီးတော့ငင်းကလေးပညာရှင်တဦးလည်းဖြစ်တဲ့ပြည်တော်စုဝင်ကြီးဦးစိုးသူရာထွန်းကိုဆက်သွယ်မေးမြန်းထားတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်တိန်ပါမင်္ဂလာပါဝင်ကြီးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဝင်ကြီးအဲဝင်ကြီးဦးစိုးသူရာထွန်းကအခုလက်ရှိ မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့လျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနမှာဝင်ကြီးအဖြစ်ဆောင်ရွက်နေပေမဲ့ဘူမိပေရာဘာသာရပ်ကိုလေးလာစီးပူးခဲ့သူလည်းဖြစ်တယ်လို့ဒီမြမာအကွတ်ကွန်မြူနတီရဲ့ဒုဥက္ကဋ္ဌအဖြစ်လည်းဆောင်ရွက်ခဲ့ပြီးတော့ငလီရင်နဲ့ပတ်သက်တဲ့ဆရာရဲ့ဖြတ်သန်းမှုနဲ့အတွေ့အကြုံတွေကိုပြည်သူတွေသိအောင်အရင်ဆုံးမိတ်ဆက်ပေးပါဆရာဟုတ်ကဲ့ပါဟိုကျွန်တော်ကဝီပေရာနဲ့ဘောနော်ဒီ1985ခုနှစ်အကြောင်းစတက်ခဲ့တယ်ဘောနော်နောက်တက်သူမှဆရာ10နှစ်လောက်လုပ်ခဲ့ပါတယ် ကျွန်တော်တို့ကလက်ထောက်ကရိကာကနေလှုပ်ထွက်ပြီးတော့ထွက်ပြီးသားရဲ့တပြိုင်တည်းလောက်မှာပဲအဲ့ဒီကျွန်တော်မြန်မာနိုင်ငံကလင်ကော်ပတီကနေဖိတ်ခေါ်တဲ့အတွက်ကြောင့်သူကတော့သူကတော့ကျွန်တော်တို့ volunteer organization တခုပေါ့နော်ပညာရှင်တွေအစိုးရဌာနတွေနဲ့ရပပညာရှင်တွေပူးပေါင်းပြီးတော့ဒီဝါသနာလျောက်လေ့လာပြီးတော့လုပ်နေကြရတဲ့အဖွဲ့အစည်းပေါ့နော်အဲ့ဒီမှာပဲပါဝင်ခဲ့တာဖြစ်ပါတယ်အဲ့တော့အထူးဖြစ်တော့2004တောင်တွင်းကြီးကလင်ပေါ့နော်အဲ့ဒီဖြစ်တဲ့ဖြစ်စဉ်နောက်ပိုင်းမှာအဲ့မှာကျွန်တော်လေ့လာခဲ့ရပြီးတော့ ဒီနောက်ဘက်မှာတောက်လျှောက်ကျွန်တော်တို့ဆက်ပြီးတော့လုပ်ဖြစ်ကြတယ်ငလင်ရင်နဲ့ဗတ်တတဲမြေပုံနေဆွဲတာတွေငလင်ရဲ့ရင်းမြစ်တွေပေါ့နော်စို့စီကိုဒီလာတာတွေနောက်တစ်ခါသူတဲ့ဗတ်တတဲမြေဝရဆက်ပြီးဆောက်အောင်မယ်ဒီတိုက်တွေရဲ့ဆန်းကြီးဆန်းညွန့်နေဘွေချင်းကုတ်စီပေါ့ဒါတွေအားလုံးကျွန်တော်လုပ်ဖြစ်ကြတာဖြစ်ပါတယ်နောက်ပြီးခုလိုအချိန်မျိုးကြုံလာရင်လည်းအာလိရကဝါရီစီမက်ဒီကေးရှင်းရဲ့မန်နေဂျမန့်တွေအကုန်လုံးကျွန်တော်တို့လုပ်ခဲ့ကြတာတော့ဒီနေ့ထိပဲပြောရမှာပေါ့နော်ဒါပေမဲ့အထူးသဖြင့်တော့ကျွန်တော်နိုင်ငံကြီးတွေကိုပြန်ရောက်သွားတဲ့2015နောက်ပိုင်းမှာတော့နည်းနည်းပါဝင်မှုနေသွားတယ်ပေါ့နော်တစ်ခါတလေပဲ PE လိုက်ပြီးနိုင်တာတော့စီမံခန့်ဝဲပြီးနိုင်တာတော့ပဲလုပ်နိုင်ပါတော့ပဲဟုတ်ကဲ့ပါဆရာအဲမတ်လ30ရက်နေ့ကဆရာရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတဲ့အဲဒီလိုအခြေအနေမျိုးဖြစ်လာနိုင်တယ်ဆိုတာကျွန်တော်တို့နှစ်ပေါင်းများစွာလေ့လာသိရှိခဲ့ရသမျှအတင်ပြခဲ့ကြတယ်အဲမန္တလေးအတွက်အသေးစိတ်လေ့လာပြီးမြေပုံတွေထုတ်ဒေတာအစိုးရတွေကိုလေ့လာမှုရလဒ်တွေမျှဝေတင်ကြားရင်းအခုလိုလေ့ကျင့်မှုမျိုးတွေလည်းအရက်ဖက်အဖွဲ့အစည်းတွေနဲ့လုံနိုင်ခဲ့ကြတယ်ဆိုပြီးဆရာတင်ထားတာတွေ့ရတယ်လို့ ဤသူအစိုးရခင်မှာဆိုရင်အ ਨੇ ဆုံးတဝက်သက်သာနိုင်မယ်လို့လည်းရေးသားထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ပြည်သူအစိုးရနဲ့အခုအာဏာလုယူထားတဲ့အကြမ်းဖက်စစ်တပ်ဘာရီများกว่าမလဲဆွေးနွေးပေးပါအောင်ဆရာ။ဟုတ်ကဲ့အဓိကကြွားချက်ကတော့အဲ့ဒါပါပဲအရေးကြုံလာတဲ့အခါမှာသူ public service ပေါ့နော်ပြည်သူပေါ်မှာဘယူဆိုင်မှုဝန်ဆောင်မှုတွေကအရန်กว่าသွားတယ်လို့တွေ့ပြောရမှာပေါ့နော်။ကျွန်တော်ပြည်သူအစိုးရခေတ်ကာလတွေမှာဆိုရင်ဟိုပွင့်လင်းပြောရင်တော့သူ့အရှိမှကြီးတယ်စစ်ဆိုးရပါတော့ ဝေယုတန်းကြီးကိုစစ်ဆွေးရအောင်မာနည်းနည်းလေးတော်သေးတယ်လို့ဆိုအောင်ပဲပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ရတားဆွေးရ20ပေါ့နော်အဲ့ဒီအချိန်မှာတော်တော်လေးကျွန်တော်တို့ဟိုလက်တွေ့ကြကြကျွန်တော်လေ့လာထားသမျှတွေကိုလည်းပြောပြတာယူလည်းတိရိုတိချာတလေးတစားနားထောင်နေလူတင်တဲ့အကြဉာဏ်အနေနဲ့ရယူနေနောက်တစ်ခါဟိုအဲ့ဒီအချိန်ကဆွေးရဌာနကြီးနဲ့ပူးပေါင်းပြီးတော့ကျွန်တော်မြို့နယ်တွေမြို့နယ်တွေမှာတနိုင်ငံလုံးမှာပဲကျွန်တော်တို့မြို့ဝကျွန်းပေါ်တွေရောဒီခိုင်ကယူရာဒီနိုင်ငံကယူရာအပါအဝင်ပေါ်တနိုင်ငံလုံးမှာလိုက်ပြီးတော့ဒါဟိုပညာအပြဝေးတာတွေလည်း လုပ်ခဲ့ကြတယ်အရပ်ဘက်ဖွဲ့စည်းတရားလည်းတဲတဲကြွကြပူပေါင်းပြီးတော့ပါဝင်ကြတယ်ပေါ့နော်အခုပြည့်မန္တလေးပေါ့နော်မန္တလေးဆိုရင်ကျွန်တော်တို့ကမြမကြီးအလဲပိုင်းကငလင်းတန်းခံနိုင်တဲ့ခံရနိုင်ကြီးတဲ့မှာအများဆုံးတစ်ခုလည်းဖြစ်တယ်ဒီနှမောင်း200လောက်မှတစ်ကြိမ်လှုပ်တဲ့ငလင်းကြီးကလည်းလှုပ်ဖို့ရှိနေသေးတယ်ပေါ့နော်ပဲနေပဲရဆိုတာကျွန်တော်မသိနိုင်ပေမဲ့လည်းရှိနိုင်ကြီးဖြစ်နိုင်ကြီးရှိတဲ့ကောင်ပါဘလို့ပမာဏနဲ့လှုပ်ပြီးတော့ ဘလိုမျိုးစောက်နေမှာဘလိုထိခိုက်မယ်ဆိုတာတွေကျွန်တော်တို့တိလာခဲ့တာပေါ့နော်ဒီနိုင်ငံတကာဖွဲ့စည်းတင်တယ်မှာပူပေါင်းပြီးလုပ်ခဲ့တာတွေအကြီးကြီးလဲလုပ်ခဲ့ကြတယ်တစ်ဆရာမြို့ပြကအကြီးကြီးတွေလည်းပါတယ်ပေါ့နော်မြို့တော်စီပင်တို့အဲဆောက်လို့ရေးတို့ဒီကြံသက်ဆိုင်တဲ့ဌာနတွေလည်းပါပြီးတော့သူတို့တွေကိုယ်တိုင်လည်းပါဝင်ပြီးတော့တိလာဆန်းစစ်ပေးတာတွေနောက်ပြီးတော့ဒါကြောင့်အရေးကြုံရင်ပါလောက်ရမယ်ဆိုတဲ့ပြင်ဆင်တာတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့ဒီအာနာလူထားတဲ့တေဥသူလက်ထက်လည်းရောက်တော့ဒီဟာတွေအားလုံးကမမအသက်မဝင်တော့ဘူး သူပြင်တော့ law enforcement ပေါ့နော်ဥရေတိုင်းတိုက်လာဆောင်ရွက်မှုတွေလည်းမရှိတော့ဘူးနေကျင်မှုတွေလည်းထပ်ပြီးတော့လည်းမလုပ်ရတော့ဘူးနောက်တခါဘာလဲဆိုတော့ဟိုလူလူပေါ်မှာ awareness ပေးတာတွေအာရော့သွားတဲ့အပြင်အခုလိုဖြစ်လာတဲ့အခါမှာလည်းတုံ့ပြန်မှုကကျွန်တော်တို့ပြောခဲ့တဲ့ပြုတင်ပြင်ဆင်မှုတွေပေါ့ဥမာဆိုပါစို့လူမြင်တောင်ပြောရရင်ဒီဆယံတရားကြီးတွေပေါ့နော်ဆယံတရားဆိုတာဘယ်သူမှကလင်းလုပ်ဝင်ပြင်ဖို့အတွက်အစင်းင်းပြင်တာတော့မဟုတ်ဘူးဒါပေမဲ့လည်းမြို့တစ်မြို့မှာရှိတဲ့အစိုးရသည်တက်ဆိုင်ရာ သူ့နယ်မြေမှာရှိနေတဲ့သူ့နယ်နီးစပ်တဲ့နေရာတွေမှာဘယ်နေရာတွေမှာဆေးရန်နေရာတွေရှိနေလဲဥပမာရွှေတူးတဲ့နေရာမှာရှိနေလားလမ်းပေါက်တဲ့နေရာမှာရှိနေလားဆေးပြောင်းဆောက်တဲ့နေရာတရားဆောက်တဲ့နေရာတွေကအားတွေကိုချက်ချင်းခေါ်ပြီးတော့အမြန်လုံနိုင်မှုအတွက်ကို inventory တွေလုပ်ထားရပါတယ်စုစည်းပြီးတော့ပေါ့နော်အခုမရှိနေဘူးပေါ့နော်အခုတော့ကိုတူရဲ့စေနာရှင်ဒီစေနာရှင်တွေကပြေးလာတဲ့ပစ္စည်းတွေနဲ့ပဲလောက်ရတဲ့အခါမှာအလုံးမြင်တဲ့အတိုင်းမှာပဲဟိုမတည်တည်မဲ့တည်ရတာတွေပေါ့နော်ကိုယ်လည်းပြောရရင်တော့ချင်းကြီးမကယ်တင်နိုင်တာတွေအများကြီးတွေ့ရတာတွေ ရမှာဖြစ်ပါတယ်။အဲ့တော့စူလူလာကတော့စနစ်တကျဒီပြည်သူအတွက်ဝန်ဆောင်မှုပေးတဲ့သူတွေရဲ့ဝေးခေါ်တွေးဖို့ခေါ်ဖို့နဲ့ခုလိုပေါ့ကိုအာနာရဖို့နဲ့စီးစိမ်ချမ်းသာရဖို့ပဲလုပ်နေတဲ့သူတွေနဲ့ကအရန်ကိုကြွားချသွားတယ်ဆိုတော့အကုန်လုံးမြဝါတင်နေသူရင်ဒီလိုခက်ခဲမှုတွေ့တဲ့အချိန်မှာကျွန်တော်တို့တတိပြလိုက်တာပဲလို့ပဲမြင်ပါတယ်။ဟုတ်ကဲ့ပါဆရာအခုငလျင်ကစကိုင်းပြည့်ရဲ့လှုပ်ရှားမှုကြောင့်ဖြစ်ခဲ့တာဆိုတော့ အဲ့ဒီလှုပ်ရှားမှုနဲ့ဆက်ဆက်ပြီးတခြားပြည့်ရည်အပေါ်ကိုရောဘယ်လိုတက်ရောက်မှုရှိနိုင်တယ်လဲဆရာအင်းအားရဲ့သဘောကတော့မှန်ပါတယ်တခုကိုတခုတော့သွားပြီးတော့အင်ပက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါကအမှန်တန်ကြီးမားတဲ့အင်အားပေါ့နော်ဟုတ်လို့အဲ့တော့သူကဒီအနောက်နိုင်ငံအနောက်ဘက်ချမ်းမှာရှိတဲ့ဒီကျွန်တော်ပင်လယ်ော်ထဲမှာပင်လားပင်လယ်ော်ထဲမှာဒီအိန္ဒိယသမုဒ္ဒရာမြေတူးကြက်နဲ့ဒီဘက်ကကျွန်တော်မြန်မာမြေတူးကြက်နဲ့ သူ့အရှိဘက်ကကျွန်တော်ဒီအာရှဥရောပါပေါ့နော်ယူရေးရှားမြေတူချက်နဲ့သုံးခုကတိုက်နေကြတယ်ပေါ့နော်တိုက်နေချိန်မှာခုနစကိုင်းပြက်ယူဖြစ်လာတယ်ပေါ့ဂျားထဲမှာဂျားထဲကနေတွန်းလိုက်တဲ့ညှက်ပြီးတော့ထွက်လိုက်တဲ့ပုံစံနဲ့ဖြစ်လာတယ်ပေါ့နော်အဲ့ဒီအခါကျတော့သူ့ရဲ့အင်အားအမတန်ကြီးမားတယ်ဒီကြီးမားတဲ့အင်အားနဲ့ဖြစ်တဲ့အခါမှာပြက်ယူတဲ့ကြောင်းရင်းတဲ့ကြောင်းရင်းမှာသူကကျွန်တော်တို့ lock ဖြစ်နေပေါ့နော်ဟိုတော့ခတ်ထားလို့မျိုးချိတ်သွေးမိနေတဲ့အစ်စ်ပိုင်းလေးတွေရှိနေတယ်ပေါ့နော်ဒီစကိုင်းပြက်ယူရဲ့ကီလိုမီတာပေါင်းတောင်ကျော်က ဒီပြိုင်နဲ့လှုပ်တာမဟုတ်ဘူးသူရဲ့အပိုင်းတစ်ပိုင်းကလှုပ်သွားတော့ပေါ့အခုဆိုရင်ကျွန်တော်တို့လေ့လာကြကြဆိုဒါဒီကျွန်တော်တို့အများအားပြောခဲ့တာဒီနေပြည်တော်နဲ့အဲအင်းဝကြာပေါ့နော်ဒီနေရာကဟိုဒီကျွန်တော်တို့1839အင်းဝငလင်ကြီးမှာတော့သုံးလုပ်ခဲ့တာဖြစ်ပြီးတော့ဒီနေရာလီလော့ဖြစ်နေတယ်ချင်းချင်းမှာဒါပြုတ်ထွက်သွားလို့ချင်းငလင်ကြီးလှုပ်လိမ့်မယ်ဆိုတာကိုပြောတယ်ပေါ့နော်အဲ့တော့ဒီမှာဖြစ်လာတဲ့အားအင်မျိုးကတခြားပြည်ပြည်ဒီပုံမှာတော့တက်ရောက်လာတဲ့တက်ရောက်မှုရှိပါတယ်ဒါပေမဲ့လည်း တက်ဆိုင်ရာဖော့ဒီမှာလဲသူတို့မှာလဲအဲ့လိုပဲစစ်ပိုင်းတွေမှာထုံအောင်ထားတဲ့ဟာတွေရှိနေပေါ့နော်အဲ့ဓာတွေကပြုတ်ထွက်သွားတော့မှာငလင်လောက်တာဖြစ်တဲ့တော့ကြောင့်ဓာတ်ရိုက်ကြီးတော့ကျွန်တော်တို့မြင်ရတော့အင်ပက်တော့ဟိုတန်းပြီးတော့ဒီငလင်လောက်လို့နောက်တဲ့ငလင်တွေလောက်အောင်မယ်ဆိုတော့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်အင်အားကတော့ဒီလောက်ကမှုဆိုတော့ကြီးမားတဲ့လောက်ကမှုကြီးကတော့အားလုံးကိုတော့နှိုးနှိုးကြလာအောင်လုပ်နိုင်တဲ့အခြေအနေတော့ရှိတယ်ဒါပေမဲ့သူတို့တစ်ခုချင်းတစ်ချောင်းချင်းတစ်ချောင်းချင်းမှာလေသူရဲ့ဒီ15ကီလိုမီတာလောက် အနဲ့ဒီမှာရှိနေတဲ့ကြောက်တေရဲ့တွဲဆက်ထားမှုတွေကြောင့်လည်းတုံတောင်နဲ့တော့ပြုတ်ထွက်ဘူးသူရဲ့ကာလာပိုင်းခြားတစ်ခုမှမှာဆက်ပြီးတော့ဖြစ်မယ်လို့ပဲမြင်ပါတယ်အဲ့တော့သူတို့ကတော့ပြန်ချုပ်ရရင်ဒီငလီရင်ကြောင့်တခြားရဲ့ရွေတွေကိုသွားပြီးတော့ထိခိုက်မှုရှိရတဲ့ဆိုရင်အနေနဲ့များရှိပါတယ်ဒါပေမဲ့လည်းဒါဒီနောက်တဲ့ငလီကြီးဖြစ်ရမယ်လို့တော့ဒါကိုပြောလို့တော့မရဘူးလို့ပဲပြောနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲနောက်တစ်ခုကဒီ1912ခုနှစ်တုန်းကအခုငလီရင်ထပ်ပိုပြင်းတဲ့ရစ်စတာစကေးရှစ်ဆင့်ရှိတဲ့ အဲမေမျိုးငလျင်လှုပ်ခတ်ခဲ့တာဆိုတော့ဒီစကိုင်းပြည့်ွေနဲ့အပြိုင်ဖြစ်နေတဲ့ဒီကြောက်ကြမ်းပြည့်ွေကြောင့်လှုပ်ခတ်ခဲ့တာလို့သိရပါတယ်အခုအဲ့ဒီပြည့်ွေကြောင့်လက်တလောကာလအတွင်းမှာငလျင်ငယ်လေးတွေလည်းထတ်လှုပ်နေတယ်လို့သိရပါတယ်ငလျင်ငယ်တွေထတ်လှုပ်ပြီးတော့အခုနောက်ဆိုလို့ရှိရင်ဘယ်ဒေတာတွေကိုဟိုတက်ရောက်နိုင်ကြရှိလဲပေါ့နော်နောက်တစ်ခုကဆရာရဲ့အခုထက်ရောပိုပြီးအင်အားပြင်းတဲ့ငလျင်လှုပ်ခတ်နိုင်အောင်မလားဆရာဟုတ်ပါရဲ့ထောင်ကွာစနစ်ငလျင်ကကြောက်ကြမ်း ပြည့်ရီပေါ်မှာဖြစ်ခဲ့တာပေါ့နော်အဲကျွန်တော်ပြည့်ရီကလည်းတော်တော်လေးရှိတဲ့ပြည့်ရီကြောင်တစ်ခုလည်းဖြစ်တယ်သူကအခုဒီထောက်ခွာစနစ်ငလင်ကသူရဲ့အစ်စ်ပိုင်းထဲမှာဆိုရင်ကျွန်တော်တို့ဒီနောက်ကျိုးပေါ့နော်နောက်ကျိုးရဲ့အနောက်ဘက်မှာဒီပြည့်ရီကဖြတ်သွားတာဟိုနောက်ကျိုးကနေပြီးတော့ကျွန်တော်ရက်ဆောက်လောက်ထိအပိုင်းကဖြစ်တယ်လို့ကျွန်တော်တို့လေးလာထားကြည့်ရတာသိကြည့်ရတယ်ပေါ့နော်နောက်တဲ့သူ့အောက်မှာရှိသေးတယ်ပေါ့နော်အင်းလေးအပိုင်းရှိတယ်အောက်ကနေလွိုက်ကွားနေပြီးတော့မှတခါသူကရှေ့ဘက်တောင်ဘက်မှာရှိတဲ့ ဒီထိုင်းနိုင်ငံကိုဖြတ်သွားတဲ့ဒီဝမ်ချောလို့ခေါ်တယ်မေပင်လို့လည်းခေါ်တယ်ပေါ့နော်ပြောမြမာကတော့ဖာပုံပေါ့ဖာပုံပြည့်ဝနေဆက်သွားတယ်ပေါ့နော်တချောင်းလေးဖြစ်သွားတယ်ပေါ့အဲ့တော့ဒီပြည့်ဝကြောင်းကြီးကကိုေးပြီးတော့သွားပြီးတော့ရှည်လဲရှည်လျားတယ်သူတချောင်းပါအပိုင်းပိုင်းနေလဲရှည်တယ်ဒါပေမဲ့တစ်ခွက်တစ်ခုကံကောင်းချက်လို့ပြောရမလဲအာတာချက်ကတော့စကိုင်းပြည့်ဝရဲ့လှုပ်ရှားနှုန်းကကျွန်တော်ကတစ်နှစ်ကိုဟိုအစမ်းမီဝယ်2 cm နှုန်းလောက်ပြီးယူနေတယ်ပေါ့နော်တစ်ဖက်တစ်ဖက်ကလည်း နေရာအနောက်ဘက်ခြမ်းကဒီကျွန်တော်ဒီပကံတို့ဟလာ6တို့ရှိတဲ့အဘက်ခြမ်းကမြောက်ဘက်ကိုယူနေပြီးတော့အရှိဘက်မှာရှိတဲ့ဒီနေပြီးတော့ပဲရင်းမနာဘက်ရှိတဲ့ခြမ်းကတောင်ဘက်ကိုယူရပါတယ်။တကူက relative ယူတဲ့ဟာ1 cm နှုန်းလောက်ရှိတယ်။ဒါပေမဲ့ကြောက်ချမ်းပြည့်ယူရတော့1.5 mm လောက်ပဲရှိမယ်လို့ကျွန်တော်တို့ခန့်မှန်းတွက်ချက်တာတယ်။အဲသူ့ရဲ့ဆဲဘုံတပုံပဲရှိတယ်ပေါ့နော်။အလုံးကြောင်းနှေးတာနဲ့မြပါဖြစ်မလဲဆိုရင်ငလင်ကတော့ကြီးနိုင်တယ်ဒါပေမဲ့နှစ်ချိန်တိတ်ကြတယ်ပေါ့နော် နေမောင်းအများကြီးကြာမှငလင်လုတ်တယ်လို့ကျွန်တော်မြင်တယ်အခုနကကြောက်ကြဒီထောင်းကစနစ်မှာလုတ်ခဲ့တဲ့ငလင်မျိုးပေါ့နော်ပမာဏ၈လောက်ရှိတဲ့ငလင်မျိုးထက်လို့ပေါ်တာဖို့ဆိုတာတော့ကျွန်တော်တို့ကနှစ်300လောက်300လောက်ကြာမယ်လို့ကျွန်တော်မှန်းတယ်ပေါ့နော်ဒီတဲ့ပူကြဖို့တော့ပူများတယ်ပေါ့နော်အဲ့တော့ဟိုသူကငလင်ကြီးတွေလုတ်နိုင်ရင်လည်းလုတ်ခဲ့ဘူးတာဖြစ်တယ်ပဲလေအချိန်သိပ်ယူမဲ့ဒါလည်းဖြစ်တယ်ပေါ့နော်တော့စကိုင်းတဲ့ရီကလုတ်တာနဲ့သူကထပြီးလုတ်မယ်ဆိုတဲ့အခြေအနေမျိုးတော့ကျွန်တော်တို့မမြင်ဘူးပေါ့နော် ဒါပေမဲ့တခြားဘိုင်းနေပေါ့အဲ့ဒီကြောင်ကြမ်းပြုတ်အဲ့ဒီတခြားဘိုင်းနေဖြစ်တဲ့ဒီအင်းလေးကံပဲဘိုင်းနေလိုက်ပေါ်ရဲ့ဘိုင်းနေပဲဒါတွေကတော့ဆက်ပြီးတော့လည်းရှိတော့ရှိနေသေးတယ်ပေါ့နော်မထုတ်သေးတဲ့လို့ကြီးကြီးမလုပ်သေးဘူးလို့တော့ကျွန်တော်တို့အမှန်တမ်းတမိုင်းမှတမ်းမှမရှိသေးဘူးဆိုတော့ဟိုဒါကတော့ဖြစ်နိုင်ကြီးဆိုတာမရှိသလားကျွန်တော်ရှိနေတာပါပဲဒါပေမဲ့လက်တလုံးသတိပြည့်ရွေးရဲ့ impact ပေါ့နော်အချိန်ဟိုကြောင်းတော့ကျွန်တော်တို့ဒါယူထပြီးလုပ်မယ်လို့တော့မမြင်ပါဘူးခင်ဗျဟုတ်ကဲ့ပါဆရာအခုဆိုရင်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်း ဟိုမနေ့ကညမှာဆိုလို့ရှိရင်ဇာရဲမန္တလေးနဲ့စကိုင်းမှာမိုးရွာသွန်းခဲ့တာတွေ့ရပါတယ်နောက်ထပ်စိုးရင်ဇာကဒီငလျင်ကြောင့်ပဲရေကြီးတာဆူနာမီဖြစ်နိုင်ခြင်းစတဲ့အခြားတက်ရောက်မှုတွေရှိနိုင်လားဇာဒါတွေကိုကာကွယ်ဖို့ပြည်သူတွေအနေနဲ့ငလျင်အနေရကို ကြိုတင်ကာကွယ်ဖို့အတွက်ဘာတွေပြင်ဆင်ထားသင့်ပါသလဲဇာဟုတ်ကဲ့ဟို သူ့ရဲ့စကိုင်းငလင်းကြီးတစ်ခုဖြစ်လာလို့ရှိရင်သူ့ရဲ့ diet impact တွေပေါ့နော်။ဘာတွေဖြစ်လာနေလဲဆိုရင်သူကငလင်းလှုပ်လို့လှုပ်ခါလို့အစာအုပ်တွေပြိုတာအပြင်သူ့ကြောင့်ဖြစ်လာတဲ့အဲကြောင်းတွေပေါ့နော်။ပြိုတော့ပြိုမကြသေးပဲအဲကြောင်းတွေကအစာအုပ်တွေမှာရောလမ်းတံတားတွေမှာရောနောက်တစ်ခါကျွန်တော်တို့ဒီဟိုဆေးမြောင်းတွေရေတောင်ကန်တွေပေါ့နော်။တာတမန်တွေမှာလည်းဖြစ်နိုင်တယ်။နောက်တစ်ခါယူယူတန်းတန်းဘာမှမရှိတဲ့တောင်ကပယံတွေပေါ့နော်။လမ်းတွေရဲ့အထက်ကတောင်ကပားတွေမှာလည်းအဲကြောင်းတွေဖြစ်လာတယ်။ တော့ဘိုးသေးသေးထန်ရွာလို့ရင်ဒါရပြူကြနိုင်တဲ့အခြေအနေရှိနေတယ်အဲ့တော့လက်တောင်ပြူချင်းဟာငလင်းနဲ့အမြဲတမ်းတွဲလိရှိတယ်ပေါ့နော်ငလင်းလုတ်ပြီးရင်တောင်နေပြူရတဲ့သဘောရှိတော့လမ်းနေတရားတွေဒီတီတောင်ပြူရတဲ့နေရာတွေကိုသတိထားတဲ့ ਨੇ လားသူပြင်းသားမှကြီးတဲ့သူကြတော့ကမ်းပြူတာပေါ့နော်ကဘာနာအမြေပြင်နေရာအဲ့နေတယ်သူကဘိုးရီရွာတဲ့ကြီးဒီစိတ်ဝင်မှုများလာရင်အဲ့เจ้าနဲ့ပေါ်လာပြီးတော့သူကအဲ့เจ้าကချဲ့ထွင်သွားပြီးတော့ကြာပြူကြတာတွေတဲ့ ဖြစ်တတ်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့ကိုနေတိုင်းနဲ့နေရာတွေကပြည်သူတွေနေနေဆိုရင်အဲ့လိုမျိုးပေါ့နော်ပြိုဆင်းတိုင်းနဲ့နေရာတွေမှာရှိနေသလားဤပြမှာရောအကြောင်းလေးတွေတွေ့သလားပေါ့နော်တီတီလေးရပဲစခဲ့တာပဲပေါ့တီတီလေးကနေပို့ချစ်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 ပြီးတော့ချဲထွင်လာတတ်တဲ့သဘောရှိတယ်ရုတ်တရက်မခံနိုင်တော့တဲ့ချိန်တိုင်းဝုန်းကနေပြူကြရင်တော့ညာကြီးတညာတုံးမှာတညာထဲမှာတရွာလုံးပျောက်သွားတာမျိုးတွေလည်းဖြစ်တတ်တဲ့မြေပြိုမှုတွေရှိတယ်ပေါ့နော်အဲခုနပြောတဲ့ဆူနာမီလိုမျိုးကတော့ဒီဟာကုန်းတွင်းကလေးနဲ့ဖြစ်တာတပိုင်း ဟိုပင်လယ်နဲ့အများကြီးဝေးတဲ့အတွက်ကြောင့်မဖြစ်နိုင်ကြရနေပါတယ်နောက်သူရဒီလိုမျိုးဒီလိုဘေးတိုက်ပြိုက်ပြီးမျိုးကဖြစ်တာနေပြီးတော့ဒီဆူမာဒရာတို့လိုမျိုးဟလာဒီတခုမြေစုချက်တခုအားဖြင့်တခုအောက်ဝက်ဆိုက်ဝင်တဲ့အတွက်ကြောင့်မျိုးဖြစ်တာပို့ပြီးတော့များတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာဆိုအလားတူမျိုးငလေမျိုးနဲ့ဆူနာမီမျိုးကရခိုင်ကိုင်းကြီးမှာဖြစ်ခဲ့ဘူးလေပေါ့နော်1962ခုနှစ်ကအဲ့ဒါရခိုင်ပြည်မှာတော့ရော်ကြီးကိုကြီးကြီးခဲ့ပြီးတော့ဒီဆူနာမီလိုင်းလုံးကြီးတွေကကျွန်တော်တို့ဘောက စစ်ကောင်းတို့ဘာလို့ဒီကိုပဲဖုံးသွားတယ်လို့အဆိုရှိတယ်အဲ့တော့ဒီမန်လေးဘက်ကလေးကြောင်းတော့ဆူနာပြီးမဖြစ်နိုင်ဘူးမြေပြိုတောင်ပြိုမှုကပဲအဓိကကြရတယ်ပေါ့နော်အဓိကကြရတဲ့ဘေးရန်တွေဖြစ်နိုင်တယ်နောက်တစ်ခါဆေးဒီမှာအဲကြောင်းတွေရှိရင်ဘိုးရွာလာတဲ့ခါမှာအဲကြောင်းတွေကချဲ့လာပြီးတော့ချိပီပြန်မပြင်းထားနိုင်ခင်ဆေးဒီသူပေါက်ကြတာတွေပြက်စီးတာတွေဖြစ်နိုင်တယ်ဒါတွေလည်းသတိထားရမှာပေါ့နော်အဲ့တော့ရေကြီးမှုကတော့သူနဲ့တွေးလာတဲ့ဖြစ်စဉ်တွေပေါ့နော်ကလေးကြောင်းလည်းဒီရောက်ရင်မျက်တပြင်းတွေကစား ကြောင်းသွားတယ်သူကြောင့်သေးတွေပန်းထွက်လာတဲ့အခါမှာမြောက်ကြီးရဲ့သဘောကြောင့်ဘိုးကမူးအရင်တော့ဟလာဟိုတရရွာရင်ရေနေနေစိတ်နဲ့အာတရတဲ့တွေကြီးအများကြီးကြီးလာနိုင်တာမျိုးပေါ့နော်ပြေရောက်ကြမ်းမြန်ကြီးကြီးရလဲမြန်မြန်ကြီးအစူတိုင်းသာများပြီးတော့တက်လာတာလည်းရှိနိုင်ပါတယ်ဒါတွေကိုပြည်သူတွေကတော့တိထားတဲ့နဲ့အဲ့တော့ तू ကငလင်းနဲ့မတူတဲ့ဘေးအိုင်နေဖြစ်ပြီးတော့ကျတော့ तू ကအဲ့ဒါအပေါ်ကနေပြူစင်းလာတာဒီကိုနေတဲ့နေရာက ပြူကြပြူစင်းဤဝင်သွားတာဒါတွေဖြစ်တတ်တာဆိုတော့ကျွန်တော်အစားဥတွေပြန်ဆောက်မယ်ဆိုရင်လည်းဒါကြီးတေချာတတိထားတဲ့ ਨੇ တော့ကိုနေတဲ့နေရာဒီညဝမ်းပြည်မြေနေနာမှာရှိလားတောင်ကဘာနေနာမှာရှိလားအဲဒါတွေကိုလည်းတည်ထားတဲ့ ਨੇ အဲ့နေရာတွေဒီအကြောင်းတွေရှိနေလားပေါ့နော်စသရရတတိယူဆိုင်တယ်ပါလေဟုတ်ကဲ့ပါဆရာအခုစကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ကိစ္စမှာအဲဒီစကိုင်းပြည့်ရွေကျော်ရှိရာဒေတာတွေမှာ အကြံဖတ်စစ်တပ်ဘက်ကဖြားအားပြင်းဘုံတွေအများပြားကျဲချနေတာနဲ့ဆက်ဆက်မှုရှိတယ်ဆိုတာမျိုးဝေဖန်ပြောဆိုနေကြတာလည်းတွေ့ရပါတယ်ဒီအပေါ်မှာရောဆရာဘလို့သုံးသက်ချင်ပါတယ်ခင်ဗျာအဲဒါကတော့ကျွန်တော်တို့အမြင်ရမယ်လူတွေကတော့စိတ်ပူရတာရယ်စိုးရိမ်ရတာရယ်ဖြစ်နိုင်ကြီးတစ်ခုအနေနဲ့စဉ်းစားကြတဲ့သဘောပါတကယ်လက်တွေ့မှာကျတော့ငလင်လှုပ်တိုင်ဆိုတာခုနပြောတဲ့15ကီလိုမီတာပေါ့နော်10နဲ့15ကီလိုမီတာလောက် net မှာရှိနေတဲ့ ဒီကြောက်လွာတွေကိုရုတ်တရက်ကျွေးပြတ်သွားလို့ဖြစ်တာပေါ့เนาะဖြတ်ရေးပြတ်သွားဖို့အတွက်အင်အားကလည်းကျွန်တော်အခုဒီအင်းဝကလေးမန်လေးကလေးဆိုရင်ကျွန်တော်တို့186နှစ်တောင်ရှိပြီပေါ့เนาะဒီအင်အားတွေကိုစုစည်းပြီးတော့သူကပြုတ်ထွက်သွားဖို့အခြေအနေဆိုတာဒီအင်အားမျိုးကကျွန်တော်အခုလုပ်ခဲ့တဲ့ကလေးရဲ့ပမာဏကလျာပုံပေါင်းတော့မှအလုံးထောင်နဲ့ချီပြီးတော့ဖဲမှထွက်လိုက်တဲ့အင်အားမျိုးပေါ့เนาะကျွန်တော်တို့အခုကျေးနေတဲ့ပုံစံကပေါင်900ပဲရှိတယ်ပေါ့เนาะသူကယူကရီးယားဘုံတစ်ခုက ဒီလိုကကျွန်တော်တို့ဒီ TND ပေါ့နော်တန်တန်တန်းနဲ့ကြည်ပြီးတော့မှရှိမှလုတ်ပေးနိုင်တဲ့အင်အားဖြစ်တာဆိုကြတော့ကျွန်တော်တို့ပေါင်900လောက်တည်ဟိုလုံး1000ခွဲမလား1000ခွဲမလားသူတို့ဘယ်လောက်ကလည်းမလုံးနိုင်ပါဘူးကျွန်တော်မြင်တော့အဲ့ဒီအင်အားလောက်နေတော့ဒူပြီးတော့သူ့ရဲ့ impact ကလည်းရေပေါ်မှာပဲရှိနေတာပေါ့နော်ခုန15ကီလိုမီတာလောက်ကိုသွားပြီးတော့စက်ကလုတ်ချုပ်နိုင်လောက်အောင်ဒီတော့အင်အားရှိတယ်လို့တော့ကျွန်တော်တို့မြင်ပါဘူးတကယ်လို့အဲ့လိုဆိုရင်လည်းစကိုင်းမှာမှလုတ်တာလည်းမဟုတ်ဘူးပေါ့နော်ဖြစ်နေတဲ့နေရာက အင်းဝါနဲ့နေပြည်တော်နဲ့ကြားထဲမှာဆိုဒီကြားထဲမှာလည်းအဲ့လိုအလားတူဖြစ်စဉ်လည်းမရှိခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကတော့ဒါကြောင့်ဖြစ်တယ်လို့တော့မမြင်ပါဘူးခင်ဗျာဟုတ်ကဲ့ပါဆရာနောက်တစ်ခုကဒီအကြံဖတ်စစ်ကောင်စီကတော့ဘယ်အရာကိုမှကြိုတင်ပြင်ဆင်မှုလည်းမရှိဘူးအခုဆိုလို့ရှိရင်အကြံဖတ်စစ်တပ်ဘက်ကငလျင်ကိုအကြောင်းပြုပြီးတော့နိုင်ငံတကာအကူအညီတွေကိုရယူနိုင်ဖို့နဲ့နိုင်ငံရေးအရာရောစစ်ရေးအရာရောဟိုအမျက်ထုတ်နိုင်ဖို့စူးစမ်းနေတာကိုတွေ့ရပါတယ် ဧပြီလ9ရက်နေ့ညကပဲစစ်ကောင်စီဝါဒဖြန့်တဲ့သတင်းဌာနကနေဒုစစ်ကောင်ဆောင်စိုးဝင်းကကေဇေယီအဖွဲ့အားလုံးခွင့်ပြုချက်ယူရမယ်မူဝါဒကျင့်သုံးမယ်လို့စစ်ကောင်စီကြေညာခဲ့တဲ့အပေါ်မှာဆရာအနေနဲ့ဘယ်လိုမြင်ပါသလဲဘယ်လိုသုံးသပ်ချင်ပါသလဲခင်ဗျာဟုတ်ပါတယ်ပထမတစ်ပိုင်းကတော့ခုနပြောတဲ့သူတို့နိုင်ငံကြီးရမျက်ထုတ်ဖို့သူစဉ်းစားရပါတော့နော်ဟိုစဉ်းစားရတယ်ဆိုတာသူတို့ရဲ့သူတို့ကိုယ်တိုင်က legitimacy ကလုံးဝပျောက်ဆုံးနေတာဟုတ်ဒီ ဟိုရှိတော့အရာမှကြည်နေတဲ့စီဝေးတွေတော့မှတက်ခွင့်မရဘူးအခုကြမှတာကဟိုရုတ်တရက်ဖြစ်လာတဲ့အခွင့်အရေးလည်းဖြစ်တယ်သူတရားကိုသူရောက်အမိစုတ်ကင်ပြီးတော့လှုပ်ချင်တယ်ဒါပေမဲ့တရားဝင်မှုဆိုတာအစိုးရတရက်နဲ့တူညီတဲ့အစိုးရကယူလို့ရတာဟိုကျွန်တော် de facto ပေါ့နော်ဒီဂျူရီလိုမျိုးတကယ်တရားဝင်ဟိုတင်ပြောက်ထားတာဗုဒ္ဓညာလေနိုင်ငံကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်တဲ့လူဆိုရင်ဒီဘက်သူ government ဆိုတာပြီးခဲ့တဲ့ကျွန်တော်တို့ရှေ့မှာရှိခဲ့တဲ့အာဏာသိမ်းစစ်ဆိုးရရှိခဲ့မှုတွေပေါ့1988ခေတ်က ဒါသူကအစိုးရဆန္ဒပြည်တယ်သူမှာတန်ထိုက်တန်နဲ့ထိုက်တန်တဲ့နဲ့ legitimacy ရှိတယ်ပေါ့နော်အဲ့တော့အခုတော့သူတို့မှာဘာမှမရှိရတဲ့ကြောင့်ဒါကိုရဖို့အတွက်ဒီဘာဘီယူတွေကနေအစိုးရအကောင်နေတယ်သူရဖို့တော့သူကြိုးစားမှပဲပေါ့နော်အဲ့တဖက်မှာကျတော့သူတို့ရဲ့ဘူးရင်စိတ်အခြေခံကမကောင်းတဲ့ကျင့်ကရှိတယ်ဤသူလူလူပေါ်မှာမူလတွေကစေတနာလည်းရှိမနေဘူးအဲ့တော့ကျတော့သူကဒီအကူအညီကလေးကိုအနည်းမျိုးစုံနဲ့ကန့်တတ်နောက်ရက်တဲ့အကျင့်ကအလိုလိုပါနေတယ်အဲ့တော့သူဒီတရားဝင်မှုရှိတယ်လို့ တစ်ဖက်ကမြင်တရားအတွက်မြတ်ရမယ်လို့ထင်ပေမဲ့တကယ်တော့လည်းအရှုံးမဲ့ရပါပါပဲသူ့အတန်အသင့်ဆက်ဆံခြင်းနဲ့ပေါ့နော်တိတ်နည်းချင်းနိုင်ငံတွေတောင်မှတကယ်လက်တွေ့ပေါင်းကြည့်တဲ့အခါမှာဘလို့မှအဆင်မပြေဘူးဆိုတော့တိလာမယ်လို့ပဲကျွန်တော်မြင်နေပေါ့အခုပြောနေတဲ့ဒီကျွန်တော်တို့စိုးဝင်းကတရားကိုကန့်တတ်ခြင်းနဲ့ဆိုတဲ့သဘောကလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့မှတ်မိပါလိမ့်မယ်ဒီချစ်ရစေစိုးရအခင်နောက်ပိုင်းပေါ့2009 2010လောက်ကနေပြီးတော့ပါ2015က2020အထိချိန်ကာလတွေမှာဆိုရင် ကျွန်တော်ဖြစ်ခဲ့ဥပါရေတော့ဘေးရန်ကြီးရေးကြီးတာတွေဖြစ်တယ်ကျွန်တော်အေးဒီ AI မြစ်ကနေဘောကျွန်တော်တို့အများကနေပြီးတော့အောက်ကဟင်္သရထီကိုပဲရေးကြီးကြီးခဲ့တာတွေလည်းရှိခဲ့တယ်မုံတိုင်းနေလည်းတိုက်ခဲ့တယ်အဲ့ဒီမှာပြည်သူတွေကအမနာမတက်တက်ကြွကြွနဲ့ဝင်ကြီးကြတယ်ပရိဒါအတင်းနေရောတခါနိုင်ငံတကာနိုင်ငံခြားသားတတိယောက်တွေလည်းဝင်တယ်အကုန်လုံးပေါ့နော်သုခဌာနတွေကလည်းဘယ်သူမှမိတ်ဟူမှမစောင့်မဲနဲ့ဒီကိုကိုဌာနနဲ့ကိုကိုနဲ့တည်းမဆိုင်တဲ့လုပ်ငန်းပဲလေ ကျွေးတော်တိရစ္ဆာန်မှာမကြံလားအရာမျိုးကိုကူးပြီးတော့ကျွန်တော်တို့ဒီဟိုဒီကျွန်တော်ဒီ slim သခုဘက်မှာမကြည့်ကြည့်တော့ဆိုရင်မြမရင်နံကနေတည်ပြီးခဲ့တာတွေပေါ့ဒါမျိုးတွေပေါ့နော်လုတ်ခဲ့ကြတယ်ပေါ့နော်နိုင်ငံခြားကလည်းစင်ကာပူတို့ဘာတို့ကကိုလာပြီးမြမတွေကပြန်လာပြီးတော့စင်တင်းဝေးပေးရတိုင်းလာကူကြတယ်ပေါ့နော်အဲ့ဒါလို့လုတ်တဲ့အခါမှာတက်ဆိုင်ကဆိုရအာနာပိုင်တွေကအချင်းအဲ့ဒီအချိန်တော့ဒီခိုင်းပြီးတော့ကူညီဖို့ပံ့ပိုးပေးဖို့နဲ့စင်ပြောင်လုတ်ပေးဖို့ပဲလုတ်ခဲ့ကြပြီဘယ်သူမှမနောက်ကျက်ဘူး မတူအောင်မောက်ပုံတင်ရမယ်ဆိုတာလည်းမပြောခဲ့ဘူးအကုန်လုံးကကိုမပေးနိုင်ရင်ဒါသူတို့ပေးပြတာပဲရှိပြီးတော့ဂျာတဲ့ကနေဖြတ်ပြီးသူရဲ့ယူတဲ့ပုံစံမျိုးတွေမလုပ်ခဲ့ကြဘူးပေါ့နော်ဒါပေမဲ့အလားတူမျိုးလုပ်ခဲ့ဘူးတာရှိတယ်ထောင်ကဒီ2000နဲ့ကျွန်တော်တို့ရှစ်လာခဲ့ဆိုပေါ့နော်အဲ့တုန်းကတော့အဲ့လိုမျိုးကန့်တတ်ခဲ့တာတွေရှိတယ်အဲသူတို့တွေကဒီကြရီကိုဖြတ်ပြီးတော့အားလုံးသိကြပါတယ်ဒါဒီတဲ့ကဝက်ပြင်းတဲ့တွေကနေပြီးတော့ရောက်ကုန်တာတွေဟလာမုန်တိုင်းကစာစားတဲ့ရေခါတွေရောက်ကုန်တာတွေဟလာနောက်ပိတ်ဆုံးဟာရပြီးတဲ့ဘီစကစ်တောင်မှဟလာ နေပြီးတော့ရောက်သွားလို့သူတို့တက်တဲ့အတူကလေးတွေသွားစားမိလို့ဟလာစိတ်တောက်တွေဖြစ်ကြတာတွေဒါမျိုးတွေလည်းဖြစ်ခဲ့ဦးတယ်အဲ့တော့ကျတော့သူတို့ကတော့သူတို့ရဲ့အကျင့်အတိုင်းပဲဒါကိုချုပ်ထိန်းထိန်းချုပ်ဖို့ကြိုးစားမှာပဲတစ်ဖက်ကလည်းသူတို့ရဲ့ဟိုကျွန်တော်ပြည်သူကိုနှိပ်စက်ဖို့အတွက်စစ်တိုက်နေတဲ့အချိန်မှာလည်းရိခါတွေဘာတွေလိုအပ်နေအောင်ဆိုတော့ဒါအတွက်သူကလူအကျင့်နဲ့ခေါင်းကိုဖြတ်မြတ်ထုတ်ခြင်းနဲ့အတွက်ကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခါသုံးဆန်အတိုင်းပဲအရင်တော့လုပ်ခဲ့ဘူးသူတို့ပဲသူများလူတွေလူကိုသူ့လူအနေနဲ့နာမည်ကပ်ပြီးတော့ ပြန်ပြီးတော့လှူပြဖို့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်တတိယပြည်ပြည်သူစီကိုမရောက်အောင်နီးမျိုးမျိုးနဲ့ကတ်တတ်ဖို့ကြိုးစားရတယ်လို့ပဲမြင်ပါတယ်အဲ့တော့ကျတော့ဒီလိုမျိုးဟိုစေုပ်စုရဲ့တရားဝင်အောင်တော့ကြိုးစားချက်တည်တကယ်တော့အချင်းနီးပဲလို့ပဲကျွန်တော်တို့မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဆရာ အနေနဲ့ PPTV ရဲ့တည်တံ့တွစ်ဆုံမေးမြန်းခန်းအစီအစဉ်ကနေဘာများဖြည့်ဆွတ်ပြောချင်ပါသလဲခင်ဗျာဟုတ်ကဲ့အချိန်ကကြာဆုံးကတော့ဒီတဝါဘေးရန်နေဆိုတာကတော့ အာမြေဖြည့်ဦးဖြစ်စင်လည်းဖြစ်တယ်ကျွန်တော်နိုင်ငံကြီးရဲ့သဘောဘီရအနေနဲ့ဟိုကြောက်ရွတ်တတ်တဲ့နိုင်ငံလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘီရအနေကိုဖြစ်မှပေါ့နော်တုံ့ပြန်တဲ့နီလန် emergency response စနစ်တွေလည်းရှိတယ်ဒါတွေကိုလည်းလေ့လာထားတဲ့နဲ့တခါအဲ့ဘီရအနေဒီမတိကြအောင်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နီလန်တွေလည်းရှိပါတယ်သူကချမ်းသာတဲ့တိုက်ကြီးတွေအတွက်ဟိုကောင်းပေါ်အောင်စောက်တဲ့နီလန်တွေရှိတယ်ဆင်းရဲတဲ့သူရဲ့အိမ်လေးတွေလည်းခိုင်ခံ့အောင်ငလင်းကြောင်ဂျိန်တွေမတော်အောင်ဂျူလေးမတော်အောင် စောင့်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ဒါတွေကိုလည်းလေ့လာထားတယ်။ဒါတွေကိုကျွန်တော်တို့စီမံဆိုရင်လည်းမြေသားညီရေးဆိုရအောင်လည်းကျွန်တော်တို့လူသားစာနာဌာနကလည်းအမြဲတမ်းဒါတွေကိုလည်းတင်ပြီးနေတယ်။ဟိုကျွန်တော်တို့လည်းဒါကိုကြိုးစားပြီးတော့အမြဲတမ်းပေါ်ပြနေတယ်ပေါ့နော်။ဘလို့ဒီရေးကြုံလိုက်ဘာလို့တုံ့ပြန်မယ်ဆိုတဲ့ဓာတ်တွေရှိပါတယ်။လူသားတွေးပူတဲ့အချိန်မှာတော့ဘေးကနေရှိတဲ့အချိန်မှာတော့ဒါကိုသတိထားကြပြီးတော့နည်းနည်းကြာရင်မီးယုံသွားတဲ့အကျင့်လည်းရှိတော့ကျွန်တော်တို့မီဒီယာတွေကိုလည်းအားကိုးပါတယ်ဒါကိုကျွန်တော်ဝိုင်းပြီးတော့အမြဲတမ်းလည်းငြင်းမပြတ်သတိပေးနေဖို့လည်းလိုတယ်ပေါ့နော်။ ဲ့ဒါပို့ပြီးတော့ထပ်ချုပ်ပြောရရင်တော့ဒါသည်ပြည်သူလူထုရဲ့ရွေးရည်တယောက်ထားတဲ့သူလည်းမဟုတ်ဘူးပြည်သူပေါ်မှာစင်နာထားတဲ့သူလည်းမဟုတ်တဲ့သူတွေကအုပ်ချုပ်ခွင့်ရနေတာကျင်းတည်တာလည်းပြည်သူတွေပို့ပြီးတော့ကန့်ဆိုးဖို့ဖြစ်လာတာမဟုတ်လို့ကျွန်တော်တို့ကတော့ဒီမြို့သားတို့ရောက်ရေးပြီးတဲ့ဒီကျွန်တော်ဒန်းလူကြီးများတဲ့နိုင်ငံပေါ့ကိုယ်ပိုင်ပြတ်တောင်းခွင့်ရှိတဲ့ဖက်ဒရယ်နိုင်ငံဒီဝစီနိုင်ငံဖြစ်လာဖို့ပဲပြည်သူတွေကောင်းတယ်မှာဒါကိုလည်းလေးနဲ့ထားကြဖို့တော့ကျွန်တော်တို့တိုက်တွန်းခြင်းနဲ့ဘယ်ဆိုရပါမဖြစ်ဖြစ်ပြည်သူက ရွေးကောက်ထားတဲ့အစိုးရဖြစ်လို့ချင်းကျွန်တော်ဝေဖန်လို့လည်းရတယ်တုံ့ပြန်လို့လည်းရတယ်ကူပေါင်းပေါင်းရင်ဆောင်ရွက်လို့လည်းရတယ်ပေါ့နော်အခုတော့အဲ့လိုမဟုတ်တဲ့ဒီအကြမ်းဖက်စေအုပ်စုရဲ့လက်ထက်မှာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ကအခုလိုပြိုပြေးရနေဖြစ်တဲ့အခါမှာအမတန်မှတိတာပါတယ်အမတန်ခက်ခဲတယ်ပေါ့နော်သူတို့ဖွင့်ပြမှာပဲကိုကအခုညီကျန်တော်ဖွင့်ပြမှာရမယ်ဆိုတဲ့သဘောမျိုးတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ဒါကိုကြိုးစားမှတာလည်းကျွန်တော်တို့နောက်ထပ်ဖြစ်လာနိုင်ကြီးရှိသေးတဲ့တဝါပြည်အနေနဲ့ကျွန်တော်တို့တက်တာနိုင်မှာဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ PPTV ရဲ့တီးတန့်တွစ်ဆုံမေးမြန်းခန်းကိုကြည့်ရှုခဲ့ကြတဲ့ဓမ္မဘက်ကနေရည်တည်နေကြတဲ့ပြည်သူလူထုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ